တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လ10ရက်နေ့နေ့ခொနည်းနေ့အတွက်မှာစီးပွားကံကောင်းမယ်ငွေဝယ်မယ်ရသည်ရတတ်စီများလက်ဝယ်ပြန်ရမယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်လုပ်ငန်းရှိသူတိုးတက်မယ်လက်လုံးသောငွေကြေးပစ္စည်းပြန်လည်ရရှိခြင်းနဲ့အကျိုးပေးခြင်းကြောင့် ဘဝဆင့်တိုးတက်မယ်အခက်အခဲအလုံးကိုကျော်လွှားနိုင်လိမ့်မယ်ဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းပြပြပါတယ်။ တရက်နေ့မှာအရာရာဆင်ပြေမယ်သို့သောမြောက်ရက်ကိုတည်သွားစရာနေရှိတတ်တယ်မနေ့ဆယ်နိုင်ခွဲနဲ့ဆက်နိုင်ကြသတိထားမယ်နေ့ရက်နေ့ကရန်တိုက်ခဏနေရှင်ပြီးလောက်ရမယ်မူလစီစဉ်တာနဲ့လက်တွေ့ကြောက်ရမယ်သုံးရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းအလိုပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းရှိလေးရက်နေ့မှာအပြိုင်ဆိုင်ချမ်းမှာတိုးတက်မှုကိုရမယ် အခက်အခဲအလုံးကိုကျော်လွှားပြီးဘဝအောင်မြင်မှုကိုရမယ်။အရှိရကိုတည်သွားစေရနည်းရှိတတ်တယ်။မနေ့ခုနှစ်နိုင်ခွဲနဲ့ခုနှစ်နိုင်အတွင်းသွားလာနေထိုင်ကြွဆက်မယ်။ငါးရက်နေ့ကငွေကြေးကံကောင်းမယ်၊စူပေါင်းလုံကံချိုးပေးမယ်၊ဘဝတုတ်တယ်မယ်၊ရည်မှန်းချက်အောင်မြင်မယ်။၆ရက်နေ့ရှင်ပြဲမှုမှမများအောင်မြင်ခြင်းရှိမယ်၊ငွေတော့အကုန်ကြမြမယ်။ခုနှစ်ရက်နေ့မှာရံပတိပက္ခတွေကြားရဖြစ်သန်းမယ်။ ခရီးပြည့်သူတွေနဲ့တွေ့တတ်တဲ့စိတ်နှောင့်ရှက်များတတ်တဲ့တပတ်တကာလအတွင်းဇာသပတိနေဗုဒ္ဓနေစနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေတနင်္လာနေ့မွေးသူများကြောင့်စိတ်နှောင့်ရှက်လေးတွေရှိတတ်ပါတယ်အနဲ့ရောင်ပြရင်ရောင်နှက်ပြရောင်တို့ကိုအကျိုးပေးရောင်များဖြင့်သုံးဆွဲနိုင်ပါတယ်နံပါတ်၈ခုကိုကနန်းနေအကျိုးပေးပါတယ်အပြာရင်ရောင်နဲ့ပြာရောင် ေရောင်နေနဲ့အနဲ့ရောင်တို့ကိုတနေ့တာတပတ်တာအချိုးပေးအရောင်များဖြင့်သုံးဆွဲပြီးတော့ရက်တိုင်းနေတိုင်းတပတ်တွင်သုံးဆောင်ဆောင်ရွက်ခြင်းဖြင့်ကောင်းခြင်းကံကြမ္မာတွေကိုရရှိချိုးပေးသွားနိုင်ပါတယ်။ကောင်းခြင်းကံကြမ္မာများရစေရန် စပေပန်းဖျားလူရဲ့တို့ရဆုတောင်းပါကျေးဇူးတင်ပါတယ်။